ကချင်ပြည်နယ်ဗမော်မြို့ကအမှတ်23ဆက်ခခအနီးမှာစစ်ကောင်စီတရဲ့ရဟဲရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကမေ20ရက်နေ့မှာတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအပြီးသတင်းတူတွေလည်းပြန့်နှံ့နေပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ရဟဲရင်ဒဇင်ပြတ်ကျခဲ့တယ်လို့ဒဇင်ကတော့အရေးပေါ်ဆင်းသက်ခဲ့လို့သိရပါတယ်။ဒါကိုမေ20ကတည်းကຫນွေဦးမေအမည်နဲ့အကောင့်ကနေစတင်ဖြန့်ဝေတာပါ။ ဒါကိုကူးယူပြီးပြန်လဲဖော်ပြတာတွေအများပြားရှိနေပါတယ်။လေရင်ကိုပြစ်ချနိုင်လို့ဗိုလ်ချုပ်ကွမ်မော်ကသူ့လေရင်ပြစ်တတ်တာအစုချင်းငွေ3300စုချတာတဲ့ကျက်သည့်မင်္ဂလာရှိလိုက်တာလို့ရေးသားပြီးပုံတပုံနဲ့အတူဖြန့်ဝေနေကြတာပါ။ဒီပုံကိုမြစည်းမကချက်လက်စစ်ဆေးခဲ့ပြီးပုံဟောင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ ပုံအုပ်ချီမှာ official kitchen ဆိုတဲ့အမည်နဲ့ logo တစ်ခုပါဝင်ပါတယ်။ဒီအမည်နဲ့ Facebook မှာရှာဖွေခဲ့ပြီး kitchen official page ဆိုတဲ့စာမျက်နှာတစ်ခုကိုတွေ့ရပါတယ်။ဒီ page ကနေ2024ခုနှစ်မေ17ရက်နေ့မှာရှေ့တန်းရဲဘော်တွေအတွက်အစွမ်းကုန်ထူးချွန်တဲ့ PDF ဆရာဝန်ကြီးကို KIO KIA ကဗိုလ်ချုပ်ကွမ်းမော် စုရုံငွေ3300ဆရာဝန်အဖွဲ့သားတွေကိုချီးမြှင့်ဂုဏ်ပြုမခမ်းနာပေမဲ့ပျော်ရယ်ဟေးလို့ရေးသားထားပြီးဒီပုံနဲ့ဖြန့်ဝေထားတာပါအခုပုံမဟုတ်လို့ရဲရင်ပစ်ချနိုင်လို့စုချတာလည်းမဟုတ်ပါဘူးနောက်ထပ်ပြည့်နှက်နေတဲ့သတင်းကတော့လင်းရင်ကိုပစ်ချတဲ့မြင်ကွင်းအဖြစ်ဖြန့်ဝေထားတဲ့ရုပ်သံဖိုင်ပါ The Voice of Karini အမည်နဲ့ Facebook page ကနေရဲရင်ပစ်ချအထိမြင်ကွင်းလို့ရေးသားထားပြီးပကုံးထန်းလောင်ချာနဲ့ရဲရင်ကိုလှမ်းပစ်နေရတွေပါဝင်တဲ့ရုပ်သံဖိုင်ကိုမေ20ရက်နေ့မှာဖြန့်ဝေထားတာပါဒါကိုကြည့်ရှုသတောင်းခွဲကျော်ရှိနေပါပြီ။ ဒီရုပ်တံကိုစစ်စစ်ရမှာဒါဟာလေရုပ်တံဖိုင်အဟောင်းဖြစ်ကြောင်းတွေ့ရပါတယ်။ရုပ်တံမှာပေါဝင်တဲ့ရုပ်ပုံတွေနဲ့ပုံတွေရဲ့စစ်မြစ်ကိုရှာဖွေရမှာတော့ခေတ်သစ်မီဒီယာကနေမေ20ရက်နေ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ပုံညွှန်းမှာတော့2024ခုနှစ်ဇန်နဝါရီ3ရက်နေ့ဝိုင်းဝမ်မြို့နယ်မှာစစ်ကောင်စီရဲ့ MI-16 ရဟတ်ယာဉ်ကို KIA ကပကုံးထက်လက်နက်ဖြင့်ပစ်ချခဲ့စဉ်လို့ဖော်ပြထားပါတယ်။ ထပ်မံပြီးဆက်လက်နေရအကြောင်းရေးသားလေးရှိတဲ့ Tactical Radar 2.0 Facebook စာမျက်နှာမှာလည်းဒီရုပ်သားဖိုင်နဲ့ပတ်သက်ပြီး2024ခုနှစ်စက်တင်ဘာ16မှာဖော်ပြထားတာကိုတွေ့ရပါတယ်2024ဇန်နဝါရီလတုန်းကဝိုင်းမမာမီးလောင်ပြီးပြက်ကျခဲ့တဲ့ MI ဆက်ခွန်ဖြစ်ပါတယ်လို့လည်းយေတာထားပါတယ်။ဒါကြောင့်အခုပြန့်နှံ့နေတဲ့ပုံနဲ့ရုပ်သံဖိုင်ဟာဖြစ်စစ်အမှန်ဖြစ်တဲ့ KIA ကစစ်ကောင်စီတပ်ရဲ့ရဟဲရင်ကို ပြစ်ချနိုင်ခဲ့တဲ့နဲ့ပတ်သက်ပြီးပြန့်နှံ့နေတဲ့ရုပ်သံဖိုင်နဲ့ပုံအဟောင်းတွေပဲဖြစ်ပါတယ်။ မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြေစီမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လွတ်တော်မီဒီယာကိုဆက်လက်ရည်တည်ဖိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးဖို့ဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြေစီမ TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ